မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပလီကမ်းခြေမြို့အနီးမှာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငပလီမြို့နယ်နှမိုင်ကန်အကွာဂော့ကျေးရွာအနီးပတ်ဝန်းကျင်မှာဇွန်လ2ရက်နေ့ညနေ4နာရီအချိန်ကစပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။မနေ့ကညနေခင်းကစစ်ကောင်စီကဂော့ကျေးရွာအနီးကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်။ဒီနေ့မနက်ပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ နှစ်ဖက်ပြစ်ခတ်နေကြတာလို့ငပလီမျိုးကန်တူကပြောပါရယ်တိုက်ပွဲပြင်းထန်မှုနဲ့အတူစေကောင်စီကငပလီလေးစိတ်အနီးကလမ်းတွေအားလုံးကိုပိတ်ထားလိုက်တဲ့အတွက်ဂော့စဘာကြီးကဒေသခံထောင်တဲ့ချီဟာဘေးလွယာကိုထွက်ခွာလို့မရဘဲနဲ့ပိတ်မိနေကြတယ်လို့သိရပါရယ်တိုက်ပွဲဖြစ်ပွားနေချိန်မှာရဲသားတွေကိုလွတ်လပ်စွာတင်းရှောင်ခွဲမပေးဘဲနဲ့စေကောင်စီကအခုလိုပိတ်ဆို့လိုက်တော့ရွာသားတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်ရတယ်လို့နောက်ထပ်တန်တွဲဒေသခံတူကပြောပါရယ် မပလီမြို့မှာစစ်ကောင်စီရဲ့တန်တွဲအခြေစိုက်တပ်ရင်းများဖြစ်တဲ့ခလာရ55နဲ့ခမာရ966တို့တပ်ဆွဲထားတယ်လို့သိရပါဗါးအဲ့ဒီတပ်ရင်းနှစ်ခုကြာသွားရင်တန်တွဲမှာစစ်ကောင်စီတပ်စခန်းတွေမရှိတော့ဘူးအခုအဲ့ဒီတပ်ရင်းတွေမှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေကအေးအေးလာတိုက်မှာကိုတော်တော်လေးကိုကြောက်လန့်နေကြတယ်အခုတိုက်ပွဲဖြစ်နေတဲ့ဂော့ဂျေးပါအနီးကိုအေးအေးထိန်းချုပ်နိုင်ရင်စစ်ကောင်စီအတွက်တော်တော်လေးကိုစိုးရင်ရတဲ့အခြေအနေလို့ပြောလို့ရတယ်လို့ တန်တွဲမျိုးကလူမှုရေးတက်ကြွလှုပ်ရှားသူတို့ကပြောပါရယ်ဇွန်လ၂ရက်နေ့ကတန်တွဲမျိုးနဲ့နှမိုင်ကျော်ဝေးတဲ့ခရမ်းမော် တောင်ပေါက်ကြီးရွာနဲ့စိန်ချောင်းအလဲရွာအနီးတစ်ဝိုက်မှာလဲတိုက်ပွဲတွေဖြစ်ပွားခဲ့သေးတယ်လို့ဒေသခံတွေကသိရပါရယ်တန်တွဲမျိုးနဲ့မှာပြီးခဲ့တဲ့ AP လ၁၃ရက်နေ့ကစပြီးတော့စစ်ကောင်စီနဲ့ AA တို့တိုက်ပွဲဖြစ်ပွားနေတာဟာနှစ်လနီးပါးကြာမြင့်လာပြီဖြစ်တယ်လို့သိရပါရယ်တိုက်ပွဲ area ဟာလဲတဖြည်းဖြည်းကျယ်ပြန့်လာပြီးတော့မြို့နာအထီကိုနှီးကပ်လာပြီးဖြစ်တဲ့အတွက်မြို့နေလူလူအပါအဝင်ဒေသခံတောင်းတဲ့ကြီးဟာဘေးလွယာကိုတိမ်းရှောင်နေရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစားတောင်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့က drone နဲ့ဘုံသီးခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့မနက်9:50မိနစ်အချိန်ကစကိုင်းမြို့နယ်စားတောင်နယ်မြေရဲစခန်းကိုတော်လိုင်းမဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတော့ face wing drone နဲ့ဘုံသီးခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိနိုင်ပြီးတော့စစ်သားနဲ့ပြူစောထီးများကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းမဟာမိတ်တပ်ဖွဲ့များအနေနဲ့အထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အထိကိုက်ကတော့မသိရသေးဘူးစုံစမ်းနေသေးပဲထိကိုက်မှုတွေတော့ရှိနိုင်ပါတယ်လို့ Royal Falcon Guerrilla Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Royal Falcon Guerrilla Force Phoenix က Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့တော်လိုင်းအားစုများကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုံတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမင်းကင်းမြို့နယ်မတ်တော်ချေးရွာကိုစေကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ15ဦးထက်မနည်းတေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ3ရက်နေ့မနက်၈နာရီခွဲအချိန်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မင်းကင်းမြို့နယ်မတ်တော်ချေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။မတ်တော်ချေးရွာအတွင်းမှာမင်္ဂလာဆောင် အလှလုံနေပြီးတော့ဘုံကျဲချမှုကြောင့်လူစုလူဝေးအပေါ်ကိုဘုံဒီကျရောက်ခဲ့တယ်လို့သိရပါဗျ။ဘုံပောက်ကွဲမှုကြောင့်အ ਨੇ ဆုံးကလေးငယ်များအပါအဝင်ပြည်သူ15ဦးထက်မနည်းသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းအသက်အန္တရာယ်ဆိုးရင်ရတဲ့သူတွေပါနေတဲ့အတွက်သေဆုံးသူအရေအတွက်ဟာထပ်မံပြီးတော့မြင့်တက်လာနိုင်ပွဲရှိတယ်လို့သိရပါ ါတယ်။အဲ့ဒီဘက်ကအင်တာနက်လိုင်းတွေမရတော့ဓာတ်ပုံတွေမရနိုင်သေးဘူး။အခြေအနေကတော့တော်တော်ကိုဆိုးတယ်။တည်တဲ့သူတွေကတော့ဒစစီဖြစ်သွားတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းအယမ်းကိုပြင်းထန်တဲ့သူတွေပါတော့တေဆုံးသူအရေးအတွက်ကမြင့်တက်လာနိုင်တယ်လို့တော်လိုင်းရေးသတင်းအရေးမြစ်ကပြောကြားထားပါတယ်။လက်ရှိမှာမင်းကင်းမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောနှစ်ခုနဲ့ဝင်ရောက်ပြီးတော့ခြေရွာများကိုပိတ်ခတ်ခြင်းတွေလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်အုတ်ဖူမြို့နယ်ချောင်းကောင်းကြီးရွာအုပ်စုဆယ်ရွာရွာရှောင်းကုန်းမှာနေထိုင်ပြီးတော့အတင်းအဓမ္မစစ်သားစုဆောင်းပေးနေသူအငိမ့်စားတက်ကြကြီးစောကေထုခေါ်စောခုထုကိုပြစ်ခတ်ရှင်းလင်းရမှာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ွန်လ၂ရက်နေ့မွန်းတက်၁၂နာရီ၃၀မိနစ်အချိန်မှာအုတ်ဖုံမြို့နယ်ချောင်းကောင်းကျေးရွာအုပ်စု၁၀ရွာရွာရှောင်းကုန်းမှာနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေသူအငိမ့်စားတက်ချက်ကြီးစောကေထူးခေါ်စောခုထူးကိုတာဝရီခိုင်တရဲ383နှစ်တက်ခွဲလေးမြေအောင်ပြောက်ကြတက်ဖွဲအုတ်ဖုံရဲ့ရဲဘော်များကနေအိမ်အတွင်းကိုဝင်ရောက်ပစ်ခတ်ရှင်းလင်းရနေရာမှာတည်းတိုက်ဆုံသွားတယ်လို့သိရပါတယ်။၎င်းစီကနေပြီးတော့ မိုဘိုင်းဖုန်းတစ်လုံးနဲ့အုတ်ထုပ်တစ်လုံးကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အငိမ့်စားတက်ချက်ကြီးစော့ကေထူးခေါ်စော့ခုထူးဟာအချမ်းဘတ်စစ်ကောင်းစီအလိုကျပြည်သူလူထုအပေါ်ကိုအတင်းအကျပ်ချင်းချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းစစ်ကောင်းစီများထံကိုတော်လိုင်းရဲဘော်များရဲ့အချက်လက်များအားထောက်လန်းတရင်ပေးဖို့ခြင်းအချမ်းဘတ်စစ်ကောင်းစီအားကိုးနဲ့ပြည်သူများအပေါ်ကိုအမျိုးမျိုးဖိနှိပ်ဒုက္ခပေးနေခြင်းတို့ကြောင့်ပြစ်ခတ်ရှင်းလင်းရခြင်းဖြစ်တယ်လို့တာဝရီခရိုင်တရင်383ညနှစ်ကပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ဇကိုင်းတိုင်းမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာစစ်ကောင်စီကခရီးသည်များကိုလမ်းခင်းခိုင်းနေတဲ့အတော့လမ်းကြောတွေပိတ်ဆို့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ3ရက်နေ့မနက်ပိုင်းကမြင်းမှုမြို့နယ်ပြော့ရွာအနီးမုံရွာမန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကဖြတ်တန်းသွားလာနေတဲ့ရင်းနေပေါ်ကကားသမားနဲ့ခရီးသည်များအလုံးကိုဆင်းခိုင်းပြီးတော့လမ်းခင်းခိုင်းနေတဲ့အတော့ကားများရပ်တန့်ထားရတယ်လို့ခီးသွားပြည်သူတွေကပြောပါတယ် ပြော့ရွာ grey မှာကျင်းတွေဂျိုင်းတွေရှိနေတဲ့နေရာတွေကိုကြောက်ခဲတွေတဲခိုင်းပြီးတော့လမ်းခင်းခိုင်းတာကားတွေလည်းတွားလို့မရသေးပဲနဲ့လမ်းကြောတွေပိတ်နေတယ်လို့ခီးတဲ့တူကပြောပါရယ်စစ်ကောင်စီတပ်ဟာအရင်ကလည်းမုံရွာမန္တလေးလမ်းမှာခီးသွားပြည်သူများကိုချောဆွဲပြီးတော့မိုင်းများကိုတဲခိုင်းခဲ့ဘူးတယ်လို့သိရပါရယ်ဇွန်လ၂ရက်နေ့ကလည်းချောင်းဦးမြို့နယ်ခင်မွန်ချေးရွာအနီးမှာစစ်ကားတစီးမိုင်းထိမှန်ခဲ့တဲ့အတွက်စစ်ကောင်စီအုပ်စုကပြစ်ခတ်ခဲ့ရာပြည်သူတအုပ်တေဆုံးပြီးတော့နေအိမ်ခွနလုံးမိရှုဖြက်စီးခံခဲ့ရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကိုအစားထိုးရန်အတွက်စစ်ကောင်စီက myspace.com mm ကိုရေးဆွဲလျက်ရှိပြီးတော့လက်ရှိမှာလဲ VPN ပိတ်ဆို့ရေးလုပ်ငန်းများကိုလည်းစစ်ကောင်စီကအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြည်တွင်းမှာ Facebook များအသုံးမပြုနိုင်ရန် VPN များကိုစတင်ပိတ်ဆို့လျက်ရှိပြီးတော့အဲ့ဒီပိတ်ဆို့မှုလုပ်ငန်းများကိုဆက်သွယ်ရေးဝန်ကြီးဌာနကဥဆောင်လုတ်ကင်နေပြီးတော့တရုတ်နိုင်ငံကနှီးပညာအဖွဲ့များလည်းပါဝင်တယ်လို့သိရပါဗျ။ ပြည်တွင်းအင်တာနက်သုံးစွဲမှုများကိုစစ်ကောင်စီကလာမယ့်နှစ်အနည်းငယ်အတွင်းမှာလုံးဝအပိသက်ထိန်းချုပ်နိုင်ရန်ရည်ရွယ်ထားပြီးတော့အထူးသဖြင့် Facebook, Instagram, WhatsApp, Twitter, X အသုံးပြုမှုများလုံးဝရပ်ဆိုင်းသွားရန်စီမံချက်ချပြီးတော့ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။စစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက်မှာပြည်တွင်းမှာ Facebook လူမှုကွန်ရက်အသုံးပြုမှုများကိုပိတ်ပင်လိုက်တယ်လို့ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းအမျိုးသားအဖွဲ့ချုပ်ထံကိုအလင်းဝင်လာတဲ့ဖလန်းမျိုးကရဲတပ်ချက်ကြီးအပါဝင်ရဲတပ်ဖွဲ့ဝင်၃ဦးတဲကလက်နက်နဲ့အတူအလင်းဝင်လာတဲ့ရဲတပ်သား၂ဦးကိုစုချင်းွေချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF ထံကိုမေလ31ရက်နေ့ကလက်နက်နဲ့အတူအလင်းဝင်လာတဲ့ရဲတပ်သားဟင်းထက်ဆန်းကို စုချင်းွေ360နဲ့ရဲတပ်သားဝါခန့်စိန်ကိုစုချင်းွေ100သိန်းချိမြင့်ပေးခဲ့ကြောင်း CNO CNDF ကသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်ရောက်လာသူရဲတပ်သားဟိန်းထက်ဆန်ဟာ၎င်းနဲ့အတူ G3 တနတ်တလန် H Garnix လက်ပြပုံ၄လုံး7.62ကြည်စံ185တော့ကြည်ပေါက်၃ခုနဲ့ရဲတပ်သားဝါခန့်စိန်ကလက်ပြပုံ၂လုံးနဲ့7.62ကြည်စံ105တော့ကိုယူဆောင်လာကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူများကိုလွတ်မြောက်နေမျိုးကိုပို့ဆောင်ထားပြီးတော့၎င်းတို့၃ဦးဟာအခုနှစ်2024ခုနှစ်အတွင်း ွဲမှာချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNO CNDF ထံကို ပထမအဦးဆုံးအလင်းဝင်ရောက်လာသူများဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတက်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရေနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ